ဟယ်လိုအဆွန်လာဆိုင်အားလုံးပဲမင်္ဂလာပါဒီနေ့ဝက်ကောက်ဆုပ်ပြုတ်လေးချစ်ချစ်ဆက်ဆက်လှုပ်ရှားဖြစ်လို့လမ်းများဝေပေးတာဖြစ်ပါတယ်မကြည့်လို့လင်မယားကဝက်ဆိုရင်ခေါင်းစားအမိဆုံးပဲအပိုင်းပဲဖြစ်တကောင်လို့အကုန်ကြိုက်တယ်ပေါ့နော်ကဲဒါဆိုရင်တော့တန့်စင်ပြီးသားဝက်သားတွေကိုလက်ပြုတ်ပါတော့မယ်မကြည့်ကတော့အရင်ဦးဆုံးပပွက်ဆုနေတဲ့ရင်တွေဦးထဲကိုပပရိုက်ထားတဲ့ဇပလင်ထက်တယ်ပဒဲခေါ်ထက်တယ်နန်နန်ပင်အမြင့်ထက်တယ် ပြီးရင်တော့တန့်စင်ထားတဲ့ဝက်ကောင်တွေလက်ထဲပါတော့မယ်ပေါ့နော်။ဒါကမီးယူးတွေပေါ့နော်။ပြီးလို့ရှိရင်တော့နှစ်ထင်းသားတုံးပါမယ်။ ပြီးရင်တော့နှလုံးကြောက်ကက်အသေးပါမယ်ပေါ့နော်အဲ့ဒါတွေကတော့တုံစားဖို့အတွက်သက်သက်ပဲပေါ့နော်ဒီတုံတာကိုတော့နောက်ဗီဒီယိုတစ်ခုမှပဲတင်တော့မှာပေါ့နော်အခုဗီဒီယိုကဆိုပြောအတွက်သက်သက်ပါမကြီးကတော့ပေါ်လာတဲ့အမြုပ်တွေကိုဖြည်းဖြည်းချင်းခတ်ထုတ်လိုက်တယ်အဲ့ဒီအမြုပ်လေးတွေကိုခတ်ထုတ်လိုက်လို့ရှိရင်အညီနဲ့တွေအစီတွေပါသွားတယ်ပေါ့နော်အဲ့ဒါမှဆိုပြောကပူတော်လို့ကောင်းတာပေါ့နော်ကဲအရင်ဦးဆုံးတုံစားဖို့ရောပြုတ်ထားတဲ့အသေးကြောက်ကက်နှလုံးနဲ့ထင်းသားတွေကိုဖယ် ထုတ်လိုက်မယ်ဒီဟာလေးတွေကအကျဉ်းမြန်တယ်ပေါ့နော်ဒီအယိုးတွေကတော့အဲ့ဒီမှာကန့်နေတဲ့အသားတွေနူးဤပြီးတော့ဇွန်နဲ့ဖက်လို့ရတဲ့အနေအထားအထိဆက်ပြုတ်ထားမယ်ပေါ့နော်။ကဲနူးပြီဆိုရင်တော့မကြီကအယိုးတွေကိုဖယ်ထုတ်ပြီးတော့အသားတွေကိုပဲဆွပြုတ်လုပ်မယ်ပေါ့နော်။ကဲဝယ်ယိုးတွေဆယ်ထုတ်ထားတဲ့ဆွပြုတ်ကိုပြန်လာတဲပါမယ်။မကြီကစပလင်ထဲ့တဲ့ငရဲ့စက်သွုံဖြူထောင်းထားတာထဲ့တယ်ပြီးရင်နွာထားတဲ့ဝက်သားတွေထဲ့မယ်။ ပကွက်ဆူလာပြီဆိုရင်တော့မကြီကအရသာအတွဲဟင်းခဲမုတ်ထက်တယ်တကြားထက်တယ်ငံပြရီထက်တယ်ဂူပေါ်လာတဲ့အမြုပ်တွေကိုဖယ်ထုတ်လိုက်မယ်ဆိုရင်စူပြုတ်အောင်လေးကជីជីလေးနဲ့ပူလှသွားမှာပေါ့နော်မကြီကတော့ဖယ်ဖို့မိသွားလို့ပါနော်ပြီးရင်တမယာရီရှောင်းနှွေရွှဲရှမ်းနဲ့နဲ့ရွှဲတို့ကိုထည့်ပြီးတော့အရသာအနေတော်ပဲဆိုရင်ချလို့ရပြီပေါ့နော် ခဲ့တာတော့မကြည့်ချက်တဲ့ဝက်ကောင်စွပ်ပြုတ်ချင်းချင်းဆက်ဆက်ဟင်းလေးတစ်ခွဲရပြီပေါ့နော်ဒီလိုစွပ်ပြုတ်လေးတစ်ခွဲပါရင်တော့ထမင်းကတော့မိန်ပြီပေါ့တငယ်ချင်းလို့တဲ့ဒီလိုမျိုးချင်းချင်းဆက်ဆက်လေးလိုက်ချက်စာကြည့်နော်ခဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနော်အားလုံးပဲတက်ကြ